မြန်မြန်တေးပါစေတေးမှာဖြစ်လေမြန်မြန်တေးပါစေတော့ဗျာလူသားတို့ကိုတေးပါစေတော့ဟုအမတ်မတင်စူတောင်းလိုက်မိသည်ကိုသတိရလေရခြင်းတင်မောင်သည်သူ၏စိတ်ကို ထိ ंछ ုပ်ကမပြုတ်အပ်သောအမှုပါကလားဟုချက်ချင်းတန်ဝေကရမိလူသားတို့အားမြန်မြန်တေးပါစေတော့ဟုတည်င်ကားမြစူတောင်းညင်းညူမိသည့်သူအပြစ်ပြက်ကိုတွေးမိတိုင်းတွေးမိတိုင်းသူ့ကိုယ်သူအပြစ်တင်၍မဆုံးတော့ကြီးဈေးယုံပေါ်၌တေလူဆဲဆဲလူနာတို့၏အသက်ကိုပြန်ရှင်းနိုင်ရန်ဆရာဝန်ကြီးများက တေမင်းနဲ့ဖက်ပြိုင်ကုသနေစဉ်တေမောင်ကစေယုံအောက်မှနေပြီးတေမာဖြစ်မြန်မြန်တေပါစီတော့ဗျာဟုအမတ်မတင်စူတောင်းမိခြင်းသည်တဒင်ကအတွင်မပြုတ်အပ်သောအမှုဟုတတိယကချက်ချင်းတန်ဝေကရသည်ဆိုတော့လေအပြစ်ကကြီးလာတော့၏သူကိုယ်သူအပြစ်မလွတ်နိုင်သို့တော်ဆရာကားတိုက်မှုတရင်တပုတ်ပါတယ်ဓမြမှုတစ်ခုပါတယ်ထိုကဲ့သို့ဗသက်ဖြင့်အစီရင်ခံနိုင်လူသေးသေးလားတော်တော်များများသေးရလားထိုကဲ့သို့မေးလေရှိသော သူ၏ editor နှင့်စာပါကတင်ပေါ်၏ပြည့်မှုသည်တော်ပေသေးသည်တရင်စာတို့အဖို့တရင်သားလင်းအဓိကဖြစ်ရာလူမသေးသောကားတိုင်းမှုသည်တရင်စာထဲ၌ထည့်သွင်းဖော်ပြလောက်အောင်အရေးမကြီးလှသောကြောင့်ဤသို့မေးတိုက်ခြင်းဖြစ်သည်တတိယဖြစ်ဆိုရလျှင်တရင်စာ editor မှာရွာသို့လဲပြီးအတင်းပြောတတ်သောအဖွားအိုကြီးကလူတို့အားလဲ၍ပြောသည့်အလားတရင်များကိုတရင်စာထဲ၌ထည့်သွင်းကပုံနှိပ်ရသဖြင့်အတင်းပြောတတ်သူအမေကြီးတပွဲ မကောင်းသတင်းတို့ကိုရနိုင်သည်မှစူတောင်းရခြင်းသာဖြစ်၏ထို့ပြင်သတင်းစာဆရာကောင်းတဝက်ဖြင့်ဒိုင်းဘီအကျိုးရှိရအတွက်အဖက်ဖက်မှရေးသားပြုပြင်နေသည်ဖြင့်ထို့ပြုပြင်မှုများနဲ့အတူသာသနာရေးစီးပွားရေးစသည့်တိုးတက်မှုကောင်းသတင်းအများအများကိုလည်းပေါ်ပြခဲ့ရ၌မကောင်းသတင်းမှာပူးတွဲပေါ်ပြရန်ဘလောက်တည်တယ်လဲဟေဟူသောမကောင်းသတင်းတို့ကိုရှာမိသည့်အဖြစ်ကိုခွင့်လွှတ်တင်ပါ၏တေမောင်၏အဖြစ်ကိုပြန်ကောက်ပါကမြ мян သေးပါစေတော့ဟုဆုတောင်းမိသူမှာ ဇယဝင်းကြီးအားလုံးကပဲ나이ပိုင်းသာခံတော့မှာပဲဟုစုံဖြတ်ချက်ချပြီးဖြစ်သဖြင့်လေမပြုတ်အပ်မပြုတ်ရာစူတောင်းမိသည်ဖြစ်၏တို့ပြင်တို့လူနာမှာတင်မောင်ကမုံတီးချင်းစိတ်သက်မြူမှုံများမရှိပဲတရင်စာဆရာကြီးတအုပ်အဖြစ်လေးစားပြီးမေတ္တာထားသည့်ပုပ်ကိုကြီးဖြစ်သဖြင့်တန်ရှင်းစွာမှားမိခြင်းသာဖြစ်၏ဤတို့ပြင်ဖြစ်စေဤတို့တည်ငားမြစူတောင်းကဲမိသည်ကိုသူကိုယ်သူတော့ခွင့်မလွတ်နိုင်ပါတွေးမိတိုင်းတန်ဝေကရနေ၏ အချိန်မှာ1948ခုစက်တင်ဘာလစီကဖြစ်ပြီးတိုင်းပြည်အခြေအနေမှာလှုပ်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 နေဖြစ်နေပြီး1948ခုဇူလိုင်လ16ရက်နေ့တွင်ဗိုလ်ချုပ်နှင့်ဝင်ကြီး6ဦးလုံခြံခံရပြီးနောက်ဆွယ်တွင်1948ခုဇန်နဝါရီလ4ရက်နေ့ကလွတ်လပ်ရေးရပြီးဖြစ်တော်လဲ1948ခုမတ်လမှစကဗမာပြည်ကွန်မြူနစ်ပါတီအလန်ဖြူတို့က1948ခုနှစ်မှစ၍တော်လှန်နေသောအလန်နီတို့လမ်းစဉ်ကိုလိုက်ကတပုံထကြခြင်း ရဲဘော်ဖြူများကတပုံထကြခြင်းစသည်အခြေစိုးများကြောင့်စစ်ဥပဒေများထုတ်ထားရသည့်ချိန်ဖြစ်သည်ထို့ချိန်တွင်နိုင်ငံသည်အဖြစ်ဆိုးအဖြစ်ကောင်းအမျိုးမျိုးကြုံသည့်နေ့အမျှတင်မောင်တို့တရင်တောင်များကတွားရောက်တွေ့ဆုံတဲ့ရင်ယူရသောကြောင့်သူမှလူတကိုယ်လုံးအလုံးများသည့်တန်ဖြင့်ညှိုးနွမ်းနေခဲ့၏1948ခုဇူလိုင်လကစက1948ခုစက်တင်ဘာလအထိတနှစ်ကျော်မြအနားယူခွင့်မရဘဲအလုတာဝင်ကိုဇက်တိုက်အမှုထမ်းခဲ့ရသည်စက်တင်ဘာလအတွင်းကိုပင် ကြည်ပါလင်လေ ပြည်သူလွတ်တော်အစည်းအဝေးဖွင့်လှစ်ခြင်းဗိုက်ကြက်ငွေစည်ရင်တင်ခြင်းတထုံမျိုးနှင့်မော်လမြိုင်မျိုးကိုကရင်တပုံသိမ်းခြင်းပေါင်းတီမျိုးနှင့်ပြည်မျိုးကိုတပုံလက်မှအစိုးရတပ်ကပြန်သိမ်းခြင်းကြီးမြနိုင်ကိုဓမြ200ကျော်ဝင်စီးပြီး3သိန်းဘုကံလူသွားခြင်းစစ်ဥပဒေထုတ်ရခြင်းစသည့်သတင်းကြီးများသည့်သတင်းစာတို့၌ပါသည်နှင့်အမျှတင်ပေါင်းတို့သတင်းတောက်များမှများစွာပင်ပန်းခဲ့၏စက်တင်ဘာလ18ရက်မနက်အေးရထလင်ထားခြင်းထုံးစံအတိုင်းဒူနေထိုင်ရာတိုက်အပေါ်တက်မှအောက်တက်စင်းက သတင်းစာပို့သူတို့ထားခဲ့သောသတင်းစာများကို ယူဖတ်လိုက်တော့ကဥတင်ထွတ်လောက်ကြံခံရခြင်းဟုမြန်မဲဆလုံးကြီးများဖြင့်သတင်းစာကြီး၃ဆောင်း၌ပါလာသည်တင်မောင်အမှုတန်းသောဗမာကဲ့သတင်းစာ၌မူထိုသတင်းပါမလာပါသူသည်ယမန်နေ့ညကည၈နာရီအထိရန်ကုန်စေယုံကြီး၌ရှိခဲ့၏ည၈နာရီတိတိတွင်စေယုံကြီးမှာတော့သတင်းတူးမရှိဘူးကလားလင်မရရန်ပြစ်လို့နှစ်ဘူးကွဲတာပဲရှိတယ်ဟုညအယ်ရီဒါအားနှုတ်ဆက်ကပြန်လာခဲ့သည် ထို့ညကဆေးရုံမှတင်မောင်ပြန်လာပြီးအတန်ကြာမှညာ9နာရီခွဲခန့်တွင်စပလန်389 New Time of Burma သတင်းစာတိုက်မှအေဒါဇုံကြီးလည်းဖြစ်သူတက်မင်းကြီးဦးတင်ထွတ်ဦးတင်ထွတ်သည်နိုင်ငံသားရေးဝန်ကြီးအဖြစ်မှဩဂုတ်လ16ရက်နေ့ကနှုတ်ထွက်ခဲ့ကတက်မင်းကြီးယာရုကိုဩဂုတ်လ16ရက်နေ့ကလက်ခံခဲ့၏သည်ရဲစားတိုင်း၌အလုတ်လုတ်ပြီးအပြန်ကားပေါ်အတက်၌လူသက်သမားတအူးကလက်ပြုံဖြင့်လှုပ်ကြံသည်ဖြင့် စေယုံတို့ရောက်ရှိနေကြောင်းသတင်းစာရဲ၌ပါလာသည်။ကျိုးစင်းကည9နာရီကျော်လင်အပြစ်မထွက်ရဟုနေဝင်မိငယ်စစ်မိတ်ထုတ်ထားသည်ဖြင့်တင်မောင်တာဝန်ကြသည့်အချိန်လုံးမှပြစ်သည်ဖြင့်ဤသတင်းကြီးလွတ်ရပါမည်လို့ဟုသူအားတိုက်မှမဆူနိုင်အရေးမယူနိုင်။သို့တော်သူ၌အပြစ်မရှိဟုဆိုသေးကမူသတင်းစာလောကသားတို့၏တမတာတိုင်းသတင်းထူးကြီးလွတ်ရသည့်အတွက်စိတ်ထိခိုက်သွားရှာသည်။ချက်ချင်းပင်အိမ်မထွက်ကတယ်လီဖုန်းရှိသောမိသက်ယုံသို့သွားပြီးတိုက်သို့တယ်လီဖုန်းဆက်မိသည်။ ူတင်တို့လုံခြံခံရသောသတင်းနှင့်ပတ်သက်၍အခင်းဖြစ်ပွားသော New Time of Burma သတင်းစာတိုက်အနည်းရှိတူရိယာသတင်းစာတိုက်ကြီးမှမူသတင်းတောက်ရောအယ်ဒီတာပါပြန်ရပြီဖြစ်သဖြင့်တော့ကျော်လုံး၍လောမသိဒိုင်းဟုပောက်ကွဲတန်ကြီးကြားရကြောင်းပောက်ကွဲတန်အတွက်အခင်းဖြစ်ပွားရာဒေသသို့ကျွန်ုပ်တို့သတင်းတောက်သွားကြည့်ရာ New Time of Burma သတင်းစာတိုက်ကြီးတွင်ဘုံပောက်ကွဲသည့်အစအနများနှင့်တွေးကွက်ကြီးကိုမြင်တွေ့ခဲ့ရကြောင်းဟူ၍သာမပြည့်မစုံပေါ်ပြနိုင်ခဲ့သည်။တိုက်မှအယ်ဒီတာတန် တယ်လီဖုန်းဆက်တော့အခါတင်မောင်အားအပြစ်မတင်မဲအေးဗျာဒီတချီတော့ခံလိုက်ရပြီဒီသတင်းကိုနောက်ဆက်တွဲသတင်းစက်နဲ့သူများထက်တောင်းလုံးနိုင်များဖြစ်မယ်ဒီတော့ခမရဒီသတင်းကိုဖိလိုက်ပါဗျာဒီပြည်သတင်းတွေကိုတခြားသူလွှဲထားလိုက်တာပေါ့သူကဲ့သို့တာဝန်ပေးလိုက်၏အချိန်မှမနဲ့ကိုရိုနာရီသာရှိသေး၏တင်မောင်ဒီပထမဆုံးဆေးရုံသို့သွားခဲ့၏ဥတင်ထွတ်မှာတေတန်းစစ်ချက်ပင်ယူခွင့်မရသေးပဲမိမောရွေနေဒီကိုတွေ့ရပြီသူနှင့်အတူဒဏ်ရာရကြသော ကိုရံတော်ကလားနှစ်ယောက်ကသာတည်တန်းစစ်ချက်ယူထားသည်ဟုသိရသဖြင့်စစ်ချက်ကိုစုံစမ်းရယူထားသည်ဈေးရုံမှတဖန်မိသက်ဌာနချုပ်တို့သွားပြီးဒူနာပြုတပ်သားများထံမေးမြန်းရသည်မိသက်ဌာနမှစုံစမ်းပြီးနောက်မနက်9နာရီခန့်တွင်နေယူတိုင်းသတင်းစာတိုက်သို့သွားကရတတ်သမျှသောသတင်းအစအနများကိုမေးမြန်းပြီးဦးတင်ထွတ်အားဈေးရုံသို့ပို့ခဲ့သူလက်ထောက်အယ်ဒီတာ၏အိမ်သို့လိုက်သွားရလေသည်အယ်ဒီတာမှအဖြစ်ဆိုးကြောင့်ညကအိတ်မပြောခဲ့သဖြင့်နေ့၌အိတ်ပြောနေသောကြောင့်ထိုင်ဆောင်နေရသည် စက်တနာဤထိုးမှာနိုးလာတော့ကြောင်းသိလိုသောအချက်အလက်များကိုမေးရသည်မနက်စက်တနာဤခွဲကြော်ကြော်တွင်အယ်ရီတာဤအိမ်မှထွက်လာတော့ခါမနက်ကကော်ဖီတစ်ခွက်သာတောက်ခဲ့ရသဖြင့်တင်မောင်ဤဝမ်းမှာတကြုံကြုံမြည်ဟင်းနေ၏သို့သောအိမ်သို့ပြန်၍သမီးစားရမဆိုထားပြီးတွေ့ရာဆိုင်၌စားချိန်မရှိတော့ကြောင်းလက်ဖက်ဤဆိုင်တစ်ဆိုင်မှကိမ့်မုံတစ်လုံးကိုဝဲပြီးလမ်းသွားရင်ဖက်စားကခရီးဆက်ရလေသည်အယ်ရီတာဤအိမ်မှတစဉ်စပယ်လန်ဒေတာနှင့်သက်ဆိုင်သော ဘိုးတောင်ရဲဌာနသို့သွားကာအမှုအချက်အလက်တို့ကိုစုံစမ်းရလေသည်ဌာနမှတပန်စေယုံတို့ပြန်ကဥတင်တို့၏ယောဂအခြေအနေကိုစုံစမ်းရပြန်၏စေယုံမှဥတင်တို့၏အခြေအနေနှင့်ဥတင်တို့အားလာရောက်မေးမြန်းကြည့်ရှုကြသောဝင်ကြီးများအကြောင်းကိုပါစုံစမ်းပြီးနောက်တရင်အချက်အလက်အတော်အသင့်စုံလင်းစွာရသောအခါ၌အချိန်မှာနေ့လယ်၂နာရီတိတိဖြစ်နေလေပြီဤတွင်အသက်ရှူခွင့်အနည်းငယ်ရသောကြောင့်ကျိုရာတမင်းဆိုင်တွင်မနက်စာကိုကြပြကြရလို့ရလေသည် ။ထမင်းစားပြီးလင်းပြီးချင်းတိုက်တို့တုတ်ချီတင်ရပြန်၏။တိုက်တို့ရောက်နေအဲရီဒါအားပထမနှုတ်ဖြင့်ပြောပြရလေသည်။အဲရီဒါသူသိလိုသောအချက်များကိုညွန်ပြမေးမြန်းသောအခါ၌တီးကဲသည်များကိုဖြေဆိုပြီးလူသည်များသတင်းများကိုတယ်လီဖုန်းဖြင့်တက်ဆိုင်ရာသို့မေးမြန်းစုံစမ်းရပြန်သည်။အဲရီဒါကစိတ်ကျေနပ်ပြီးသတင်းအချက်လက်များပြည့်စုံပြီဟုပြောသောအခါ၌သူ၏သတင်းကိုချရေးရလေသည်။အဲဒါတွင်လည်းသတင်းအချက်အလက်များစုဆောင်းပြီးရှိသည်တခြားသတင်းတောင်များကလည်းထိုသတင်းကို သူတို့နီးနေသူတို့လိုက်ကြရသည်ထိုအချက်အားလုံးကိုစုပေါင်း၍ရရသည်တမင်းကြီးဥတင်ထွတ်အားအရီတာကျုပ်အဖြစ်အလုပ်လုပ်ရာရန်ကုန်မြို့စပလန်380 New Time of Burma သတင်းစာတိုင်းမှာအပြန်စက်တင်ဘာလ18ရက်နေ့ည9:00နာရီခွဲချိန်တွင်လူသက်သမားတအူးကလက်ပစ်ဘုံးဖြင့်ပြစ်ခတ်လုကြံသွားကြောင်းဖြစ်ပွားပုံမှာတမင်းကြီးဥတင်ထွတ်သည်အထက်ပါသတင်းစာတိုင်းမှာအိမ်ပြန်ရန်ထွက်လာပြီးကားပေါ်သို့တက်ရောက်စဉ် ကားဤဘယ်ဘက်ပလက်ဖောင်းပေါ်မှာလူတယောက်ပြေးလျှောက်လာပြီးဖွင့်ထားသောကားမှန်ပရင်းမှာ၄စက္ကန့်ဖြင့်ပောက်ကွဲနိုင်သည့်စနက်တန်တက်ထားသောလက်ပစ်ဘုံကိုပြစ်သွင်းထွက်ပြေးသွားကြောင်းလက်ပစ်ဘုံသည် ကားရှေ့ကန်းတွင်သို့ဝင်ထိုင်နေသူဦးတင်ထို့၏ခြေရင်းတွင်ကျကာပောက်ကွဲရာဦးတင်ထို့၏နှစ်ဖူးဘယ်ဘက်မေဘယ်ဘက်ပေါင်ဘယ်ဘက်ဒူဘယ်ဘက်ချီမျက်စိဘယ်ဘက်ချီပြားဘယ်ဘက်လက်ပြားတိတ် ပေါင်ဒံယာပေါင်း၈ခုရကလဲသွားကြောင်းဦးတင်ထွန်းနှင့်ရှင်ကညာဘက်မှတိုင်းသူဗမာကိုရန်တော်တူစင်ကအမိကိုစုံစမ်း၍မရခဲ့နှင့်ကားပေါင်းသူပေါင်ဖေတို့တွင်ဒံယာအနေငယ်သာရပြီးကားနောက်မှလိုက်သူဂေါ်ရကားကိုရန်တော်တိဘဟာဒူးနှင့်ပိဘဟာဒူးတို့မှဒံယာပြည့်ထန်စွာ ရကြကြောင်းပောက်ကွဲပြီးနောက် New Time of Burma သတင်းစာလက်ထောက်အယ်ဒီတာနှင့်တိုက်သားများထွက်လာရာဦးတင်ထွန်းက မိမိကိုစေယုံတို့အမြန်ပို့ပါဟုပြောသည်ဖြင့်ဂေါရကားနှစ်ဦးကိုချထားခဲ့ကဥတင်ထွအားစေယုံတို့ပို့ခဲ့ကြောင်းဂေါရကားနှစ်ဦးကိုမိသက်တူနာပြူကားနှင့်စေယုံတို့တည်ရာကြောင်းစေယုံ၌ဥတင်ထွကငါးချက်တော့တိတ်နာတာပဲနည်းနည်းတော့နှိပ်ပေးကြပါဟုပြောနိုင်သေးသည်ဖြင့်အနည်းရှိမိသက်တူနာပြူတပ်သားများကနှိပ်ပေးရသည်ဆိုကြောင်းအခင်းဖြစ်ပွားစဉ်ကဥတင်ထွမှာစစ်ဝစ်စစ်စားဖြင့်ဖြစ်ရာစုပ်ပြတ်နေသော၎င်း၏ကပ်ဥထုံဘောင်းမီအင်ဂျီနှင့် ဘိုးဖနက်တို့ကိုဘိုးတတော်ဌာနမှအရာရှိများကဈေးရုံမှတင်သွားကြောင်းအမှုကိုအလဲပိုင်းရာသဝတ်ဝင် ကိုယ်တိုင်ပုံမှ305အရာအေးအေးယူစုံစမ်းနေကြောင်းထို့နောက်ဦးတင်ထွတ်ကဒေါက်တာပါတန်းကိုခေါ်ပေးကြပါဟုပြောသည်ဖြင့်ဂျာဝင်ကြီးဥပါတန်းအားတွား၍ခေါ်ပေးရကြောင်းဥပါတန်းသည်ချက်ချင်းလိုလိုရောက်လာတော့လေဦးတင်ထွတ်သည်တတိလစ်သွားပြီးဥပါတန်းအားမမှန်မိတော့ကြောင်းတယ်ဝင်းကြီးဥပဒန်းကအသက်ရှူမကျက်ရအောင်ရှားကိုပြုပြင်ပေးပြီးမှစေးတဲ့ပေးတော့ ဆက်ရှိရနေ့မနက်တွင်ဝင်ကြီးချုပ်တခင်တို့နိုင်ငံသားရေးဝင်ကြီးဦးကျော်ငြိမ်းတရားရေးဌာနဝင်ကြီးဦးပါကျန်းနဲ့ General Smith Don စသည့်ခေါင်းဆောင်များကလာကြည့်ကြကြောင်းဦးတင်တို့၏ဝေဒနာကိုအိန္ဒိယမှဆရာဝန်ကြီးတဦးပင့်ပြီးကုလိုသေးကြောင်းနှင့်ဝင်ကြီးချုပ်တခင်တို့ကဆန္ဒရှိသည့်ပြင်တရားဝင်များ၏ခွင့်ပြုချက်အရဝင်ကြီးချုပ်သည်အိန္ဒိယတန်အမတ်ကြီးဒေါက်တာရော့တန်အကူအညီတောင်းကြောင်းတန်အမတ်ကြီးဆေးရုံသို့ရောက်လာပြီးဆွေးနွေးကြရာဆရာဝန်ကြီးဒေါက်တာဘာဒန်ဒေါက်တာနန်ဒီနှင့်ဒေါက်တာ ဟာရီဟာရာတို့ကပျော်လိကျက်မရှိတော့ဘူးယူဆကြောင်းနဲ့ပြောပြကြကြအောင်ခမည်းတော်တော်ကောင်းပါတယ်ဒါပေမဲ့တန်လန်းကြီးဖြစ်နေတယ်သူကဲဆိုအယ်ဒီတာကဒင်မောင်ရေးတော်သတင်းကိုဖတ်ပြီးမှမှတ်ချက်ချလာနေပါဦးဦးတင်တို့တကယ်ဒီမဲ့ထင်လားဘလောက်ခံဦးမလဲသူကဲတို့မေးနေသည်ဒီနေ့ညတော့တီမာပဲတဲ့ဆရာဝန်ကြီးကပြောတယ်ဒါဖြင့်ဒီလိုလုပ်ပါဗျာဒီသတင်းကိုစီပြီးတော့ရိုက်နေပါမယ်ဒါပေမဲ့ညမှာတည်တည်ချင်းတိပရစီကျွန်တော်တညာလုံးစောင့်နေပါမယ် ေးတဲ့သတင်းပါအောင်မတက်ကစိတ်ရက်သတင်းအဖြစ်ထည့်ပါမယ်ခမားကသာစေးရုံကစောင့်ပြီးတော့သေးတဲ့အချိန်မှာဖုံးဆက်ပါဒီနေ့သတင်းစာမှာလောက်ကျန်တဲ့သတင်းနှုတ်ခဲ့တယ်မဟုတ်ဘူးလားနတ်ဖန်ကဆက်လွတ်လို့မဖြစ်ဘူးအရီဒါကတင်မောင်အားတာဝန်သစ်ပေးပြန်လိမ့်ပြီတိုက်မအိမ်တို့ပြောင်းသောအခါညနေ9နာရီခွဲရှိပြီဖြစ်၏တုတ်သုံးချမ်းကြေရသောသတင်းတောက်ထုံးစံအတိုင်းညစာခတ်တုတ်တို့စားရပြန်သည်မနက်စာနှင့်ဤသည်သဖြင့်ကောင်းကောင်းစားမဝင် ယနေ့ညဖို့ပြန်လာတော့မည်မဟုတ်ကြောင်းအိမ်၌မှာထားခဲ့ကစေယုံတို့ထွက်ခဲ့၏ထိုစဉ်ကညာ9နာရီကျော်ကအပြင်မထွက်ရစစ်မိန်ထုတ်ထား၏တင်းမောင်း၌တရင်တောက်ဖြစ်သည်ဖြင့်အပြင်ထွက်ခွင့်ပြုကြောင်းပလေမင်းကြီးလက်မှတ်ရှိတော်လဲတက်ပြက်တိုက်ခိုက်ပစ်ခတ်မှုများမကြာခဏဖြစ်နေသောထိုကာလတွင်အိမ်ရေးကလေးတညတာအတွက်စေယုံမှအိမ်ကိုပြန်ရန်မသင့်တော်ပေအကယ်၍လူမပစ်နေမတတ်တာပေစေယုံတို့ရောက်သောအခါညနေ6နာရီတိတိရှိပြီဖြစ်သည်ဆရာဝန်ကြီးများသည် ပူတင်တို့၏ဝေဒနာကိုစမ်းသပ်ကြည့်ရှုနေကြသည်တန်းတက်၍အပီးဇာဝင်ကြီးများကခေါင်းခါကြပြန်သောအခါ၌တေမာဖြင့်လည်းမင်းမြန်တေပါတော့ဗျာဟုတေမာ၏စိတ်ထဲ၌အမတ်မတင်စူတောင်းလိုက်မိရှာသည်တနေ့လုံးပင်ပန်းခဲ့ခြင်းတညာလုံးမသိမချင်းစေးုံ၌ထိုင်ဆောင်ကတိုက်တို့တရင်ပို့ရမည်ဖြစ်ခြင်းည9:00နာရီကျော်မှအသက်ထွက်လျင်အိမ်သို့မပြန်နိုင်တော့ဘဲစေးုံနှင့်မတ်တပ်မိုးလင်းရတော့မည်ဖြစ်ခြင်းတို့အတွက်ထို့သို့စိတ်ထဲကထင့်ကနေစူတောင်းမိခြင်းဖြစ်လေသည် မပြုတ်အပ်မပြုတ်ရာစူတောင်းမိသည်ကိုသတိရလင်ရခြင်းကျင်ဆက်တိသည့်အလားတုံ့လောက်သွားမိပြီးမိမိကိုမိမိအပြစ်တင်ကဥတည်တော်အသက်ရှင်ရအတွက်စူတောင်းပြီးမေတ္တာပို့မိလေသည်တင်းမောင်သည်သူ၏စိတ်ကိုဆုံးမကမေတ္တာပို့ပြီးတင်းငိမ်စွာနှင့်ဆက်လက်၍ဆောင်းတိုင်းကြရသည်တိုက်သူမကြာခဏတယ်လီဖုန်းဆက်ပြီးအခြေအနေမထူးခြားသေးကြောင်းပြောပြနေသည်ဇယဝင်ကြီးဒေါက်တာဟယ်ရီဟာနာရောက်လာလေသည်ဒီမောင်တီဆရာဝန်ကြီးနောက်မှကပ်ပြီးဦးတင်ထုတ်ကိုထားရှိရာအဆောင်စီသို့တက်လိုက်သွားပါ၏ ဦးတင်ထုတ်ကိုထားရှိရာအခန်းပေါ့ဝါတို့ဆရာဝန်ကြီးနှင့်တင်ပေါင်းတို့ရောက်ရှိသွားသောအချိန်တွင်ဦးတင်ထုတ်၏သမီးမက်ခင်ညွန့်ရင်သည်ဂျုံပွဲချကငိုကြွေးပြီးအခန်းထဲမှထွက်လာကစေယုံပေါ်မှဆင်းပြေးသည်ကိုတွေ့လိုက်ရသည်ဦးတင်ထုတ်ကည9:35မိနစ်တွင်ကွယ်လွန်သွားရှာခဲ့လေသည်တင်ပေါင်းသည်စေယုံပေါ်မှအပြေးလွှားပြန်ဆင်းပြီးစေယုံစိတ်ရေးကမ်းမှတယ်လီဖုန်းပြင်တိုက်သူဦးတင်ထုတ်9:35မိနစ်မှာတေပြီးတရင်အကျယ်ထပ်ပေးပြီးစောက်ပါအောင်ဟုပြောလိုက်သည် တယ်လီဖုန်းကိုလည်းကြာကြာအသုံးမပြုဘဲအလိုက်တိစွာချပေးလိုက်ပြီးတင်မောင်ကတိုက်ကို အကြောင်းကြားပြီးမှလူနာဆောက်သူတအူးကသက်ဆိုင်ရာဆွေမျိုးများစီတို့အကြောင်းကြားသည်ဆိုင်ရာရာရှိကလည်းဝင်ကြီးချုပ်ဦးနုနှင့်ဝင်ကြီးများပလိတ်အရာရှိများထံသို့အကြောင်းကြားသည်9နာရီမိနစ်50ခန့်တွင်ဦးတင်ထွတ်၏ဆွေမျိုးများဖြစ်သူတက္ကသိုလ်မှဒေါက်တာတင်အောင်တရားလွှတ်တော်ချုပ်တရားသူကြီးဦးကျော်မြင့်ထိတ်တင်မလက် လူဝင်လူထွက်မင်းကြီးဥပါဆိုင်တက္ကသိုလ်မှကတိကဥဝေးမောင်တို့ခြေစစ်နောက်ဆင့်ရောက်လာကြသည်ဥတီတို့ရုပ်ကလပ်ကိုယင်ခွဲကဈေးစိန်ပြီးပြိလိတ်တို့ရောက်နေသောဇနီးတွေပြန်လာမှတကြွရန်သူတို့တိုင်ပင်ကြပုံတို့ကိုသိရပြီးနောက်၌ဥတီတို့ဤတည်မှစုံလင်သွားပေပြီဥတီတို့ကွယ်လွန်ခြင်းကတည်တောက်ဟု၍တင်ပေါင်းတဦးသာရှိသည်ဖြင့်နောက်မှအချို့ရောက်လာ၏ဗမာကဲ့သတင်းစာသည်အကျယ်တဝင့်ရေးနိုင်ပြီဖြစ်သောကြောင့်အခြားသတင်းစာတို့ထက်တာပေတော့မည် နောက်တစ်နေ့သတင်းများကိုရှင်းပြသောအခါ၌တာဒီကိုတွေ့ရ၏တေဆုံးဘုံနှင့်ပတ်သက်၍စုံစမ်းရသည်များသတင်းအစအနအချက်အလက်အစုံအလင်အသေးစိတ်ကိုတိုက်သို့တယ်လီဖုန်းဖြင့်သတင်းပေးပြီးသောအခါည၈နာရီခွဲသာရှိသေးသည်တင်မောင်အဖိုးစောစောကတွေ့ထားတဲ့ကဲ့သို့ဈေးရုံ၌တင်ညာလုံးထိုင်မနေရတော့ပေအိမ်သို့ပြန်ကားအိတ်နိုင်လေပြီတနေ့လုံးပြင်ပန်းသည်များကိုအတိုးချကအိတ်ရပြီတော်မီသို့တော့အိမ်ပြန်ပြီးအိတ်ရတဲ့ရောက်သောအခါ၌လူတဝိအသက်ကိုမြန်မြန်ထွက်ပါစေဟု တရင်ကားမြစိတ်ထင်ကစူတောင်းမိလေခြင်းဟူသောပြစ်မှုကြီးကို တွေးတောမိသည်ဖြင့်တညာလုံးအိတ်မပျော်နိုင်တော့ပါ